မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ4ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းဒေသကြီးကြောက်တကားမြို့နယ်စင်ရိုးခင်ကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်များကိုတိုက်ခတ်ရာစစ်သား3ဦးသေဆုံးပြီးလက်နက်ခဲယမ်းများကိုတိမ်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November လ1ရက်နေ့ကကြောက်တကားမြို့နယ်စင်ရိုးခင်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်တပ်ဖွဲ့ကို တော်လိုင်းပူပေါက်တပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီး G3 အမျိုးအစားတပ်နက်တလက် G3 G 184တောင်း G3 G ပေါက်၃ခု၉လုံး G 29တောင်းနဲ့အခြားလက်လုံတပ်နက်များကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုတောင်ပိုင်းစစ်ဒေသအမှတ်နဲ့စစ်ဒေသခွဲတပ်ရင်း၃ခု၃ညနဲ့အထူးကွန်မန်ဒိုတပ်ရင်းရိုးမနဲ့စစ်ကြောင်းနဲ့ KNLA တပ်ရင်း၉တို့ကပူပေါက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲပြီးသွားတဲ့နောက်မှာ အထိနာသွားတဲ့စစ်ကောင်စီတပ်ကစင်ယုံခင်ကြီးပါတဲ့ကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာပြည်သူနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်မြို့မဦးစည်းမှုယုံအနီးမှာရှိတဲ့ဦးစည်းမှုရဲ့နေအိမ်မှာစုဝေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံးကျဲတိုက်ခတ်ရာဆက်လင်းမြို့နယ်ရဲမှုအပါအဝင်၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၂ရက်နေ့မှာဦးစည်းမှုရဲ့နေအိမ်မှာစုဝေးနေတဲ့စစ်ကောင်စီတပ်သားများကိုမနက်၁၀:၃၀မိနစ်ခန့်မှာတော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းနဲ့ဘုံဒီအကြီးနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတနအီကန်အကြမှာလူနာတင်ကားဒစည်းဟာဘုံဒီကြောက်ရောက်ကြနေရာကိုရောက်ရှိလာပြီးတော့စလင်းမျိုးကနေတောင်ဘက်ကိုအပြေးမောင်းနှင်သွားတယ်လို့သိရပါတယ်။ဘုံဒီနှလုံးဟာဥစည်းမှုရဲ့နေအနီးမှာကြောက်ရောက်ပောက်ွဲခဲ့ပြီးတော့စလင်းမျိုးနဲ့ရဲမှုအပါအဝင်၄ဦးတေဆုံးခဲ့ပြီးတော့အချမ်းမဲ့စစ်ကောင်စီတပ်သား၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သား၃ဦးထဲက၁ဦးကိုမကွေးစေယုံကြီးကိုပို့ဆောင်လိုက်ပြီးတော့ကျန်တဲ့၂ဦးဟာစလင်းစေယုံမှာစေကူတမှုခံယူနေကြောင်းမင်းမှုခရ အမှန်ငါတိုက်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါဗါလကောက်တိုက်ခိုက်မှုကိုမင်းမှုခရအမှန်ငါတိုက်ရင်မင်းမှုခရအမှတ်တတိုက်ရင်နဲ့ဆလင်းမြို့နယ်ပတ်ကောက်ဖစတဲ့မဟာမိတ်တပ်များကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ဗန်းပြင်းအုပ်စုလွယ်လုံးကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းများကိုဝင်ရောက်ခိုးယူနေတဲ့အကြမ်းဖက်စစ်သား PNO ပြည်သူ့စစ်များကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာ၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁ရက်နေ့ကညောင်ရွှေမြို့နယ်ဗန်းပြင်းအုပ်စုလွယ်လုံးကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ဆိုင်ကယ်များပဲများပြောင်းများကိုဝင်ရောက်ခိုးယူနေတဲ့အချိန်တော်လိုက်တပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ရာ PNO ပြည်သူ့စစ်တပ်ဖွဲ့က တက်ခွဲမှုဘိုးကြီးခွန်သိန်းစောခွန်မောင်ရွေးခွန်ရဲအောင်တို့အပအဝင်၅ဦးတေဆုံးသွားတယ်လို့သိရပါတယ်ပြည်သူတွေရဲ့ပဲတွေပြောင်းတွေစိုက်ကဲတွေကိုဝင်ခိုးနေတဲ့အချိန် drone နဲ့ဘုံကျဲချတာစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်ကြီးခွန်သိန်းစောခွန်မောင်ရွေးခွန်ရဲအောင်နဲ့ចန်တဲ့နှစ်ယောက်ကတော့နာမည်မသိရဘူးသူတို့တွေတည်သွားတာလို့ဒေသနေပြည်သူတို့ကပြောကြားထားပါတယ်အကြမ်းဖက်စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များဟာလွေလုံချေးရွာအတွင်းမှာရှိတဲ့လေဖြတ်နေတဲ့သူအသက်65နှစ်အရွယ်ဦးစိန်နဲ့တိုင်ငယ်ပြန်နေတဲ့သူအသက်64နှစ်အရွယ်ဦးနန္ဒတို့ကိုတပ်ဖြတ်ပြီးတော့ခန္ဓာကိုယ်အစိတ်ပိုင်းများကိုခုတ်ထစ်ဖြတ်တော့က ွကျွအိတ်များနဲ့ထည့်ပြီးတော့ပြည်သူပိုင်နေအိတ်များမှာချိတ်ဆွဲထားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပိုင်နဲ့ဆိုင်ကယ်အစီး30ခန်းနဲ့ပဲတွေပြောင်းနေကိုလည်းကားနဲ့တည်ယူသွားတယ်လို့သိရပါတယ်။ပြည်သူနာဦးကိုလည်းရဲရဲဆက်ဆက်တတ်သွားတာမှန်ပါတယ်။ပြီးခဲ့တဲ့တလကျော်ကလည်းအဲ့ဒီလွယ်လုံးသားကရွာတရွာကိုစစ်ကောင်စီနဲ့ PNO တွေကတစ္ဆာပေါက်ရွာဆိုပြီးတော့ဆွဆွဲပြီးမိရှုဖြက်စီးသွားတယ်။ရွာရဲ့နာမည်ကတောင်းစိန်ရွာပါ။အင်ဂျင်20ကျော်ရှိတဲ့လီစုတိုင်းရင်းသားရွာလေးပါ။လေကြောင်းကနေလည်းဘုံကျဲတာတွေရှိပါတယ်။ထိခိုက်မှုအခြေအနေကတော့မသိရသေးဘူး။စစ်ကောင်စီနဲ့ PNO တွေကအဲ့ဒီဒေသမှာရှိနေသေးလို့ ပြည်သူတွေလည်းထွက်ပြေးနေကြလို့ပါလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲနိုဝင်ဘာလ၂ရက်နေ့ည၈နာရီခန့်ကလည်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့ဆန်ဆွဲရွာဖုံးကြီးကျောင်းနဲ့တောင်ကုန်းဘော်ကိုဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတာယာဝတီခရိုင်နတ်တလင်းမြို့နယ်ပြင်ပုံပြူစောတိရွာကပြူစောတိတအုပ်ကိုပြစ်ခတ်ဖမ်းဆီးရာကနေတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့ညနေ9:30မိနစ်အချိန်မှာနတ်တလင်းမြို့နယ်ပြင်ပုံပြူစောတိရွာကပြူစောတိချစ်ပူကိုပြည်သူ့ကာကွယ်တပ်မတော်တာယာဝတီခရိုင်အမှတ်1တရင် P23801 တပ်ခွဲနှစ် Phoenix DF ကရဲဘော်များကတွားရောက်ဖမ်းဆီးပြီးတော့စစ်ဆေးမေးမြန်းတာ ခေါ်ဆောင်လာတဲ့အချိန်မှာထွက်ပြေးသွားတဲ့အတွက်လိုက်လံပြစ်ခတ်ဖမ်းဆီးရာကနေတိတ်ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တိတ်ဆုံးသွားသူပြူစောတိချစ်ဘူဟာ PDF တရင်33ရက်တဲ့ထိမ့်ချုပ်နယ်မြေအတွင်းကိုစိတ်ဝင်ထိုးဖောက်နေထိုင်က PDF တရင်လှုပ်ရှားမှုများကိုအကြမ်းဖက်စစ်တပ်ထံကိုပြန်လည်သတင်းပေးပို့ခြင်း၎င်းရဲ့မိသားစုဝင်များဟာလည်းအကြမ်းဖက်စစ်သားရဲနဲ့ပြူစောတိများအဖြစ်နဲ့ဝေရောက်လောက်ကင်နေကြသူများဖြစ်တယ်လို့သိရပါတယ်။သူတို့ကဖမ်းဆီးစစ်ဆေးတဲ့အချိန်မှာသူကိုယ်တိုင်ကပြူစောတိဖြစ်နေပြီးတော့သူ့မိသားစုဝင်တွေကလည်းစစ်သားရဲနဲ့ပြူစောတိတွေဖြစ်နေတာကိုထပ်မံစစ်ဆေးသိရှိခဲ့ရပါတယ်။သူ့အိမ်ကိုဝင်ဖမ်းခဲ့တာပါ။နေအိမ်နဲ့မလန်းမကန်အရောက်မှာထွက်ပြေးလို့ ပြစ်ခတ်ဖမ်းဆီးရင်းနဲ့တည်သွားပါတယ်လို့နက်တလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ Phoenix GF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်ပြည်သူ့ကာကွယ်တပ်မတော်အနေနဲ့စစ်သားရဲပြူစောထီးများနဲ့တောက်တိုင်များကိုအခါခွင့်တင့်ရင်တင့်တယ်လို့တိုက်ခိုက်သွားမှာဖြစ်ပြီးတော့မိဘပြည်သူများအနေနဲ့ထိခိုက်မှုမရှိစေရန်၎င်းတို့အနီးနားမှာတွာလာလှုပ်ရှားခြင်းမျိုးမပြုကြရန်အသိပေးထားပါတယ်လားတူပဲနိုဝင်ဘာလ2ရက်နေ့ည9:00အချိန်မှာမန္တလေးတိုင်းဒရဟုမြို့နယ်ထဏောင်းကြီးရွာအုပ်ချုပ်ရေးမှုမုံးနယ်နဲ့ ကျက်ဖို့ပါတီဝင်ကျော်ဦးတို့ပြစ်ခတ်ခံရပြီးတော့တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထန်းတော်ကြီးရွာအုပ်ချုပ်ရေးမှုမိုးနွယ်ဟာနာမည်ခေါ်တန်ကြားရတဲ့အတွက်အိမ်ထဲကနေထွက်ပြေးခဲ့တော့လဲလွတ်မြောက်ခဲ့ခြင်းမရှိဘဲနဲ့ပြစ်ခတ်ခံရပြီးတော့တင်ဆောင်သွားတယ်လို့သိရပါတယ်။ထန်းတော်ကြီးရွာကကျက်ဖို့ရက်ကြီးပါတီဝင်ဖြစ်တဲ့ကျော်ဦးဟာလည်းပြစ်ခတ်ခံရပြီးတော့တင်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လက်မြို့နယ်ရွာသာကြီးရွာအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ3ရက်နေ့ညနေ9:45မိနစ်အချိန်ကဝက်လက်မြို့နယ်ရွာသာကြီးကျေးရွာအတွင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကရွာတော်ဘက်အထွက်လေးလမ်းစုံနဲ့မီတာ150အကွာဝေးမှာရှိတဲ့တံခါးဘောက်ကိုပိတ်ရန်လာရောက်တဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကင်းမုတ်ဝစ်ဆောင်းဆိုင်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတကားပယံလာရောက်တဲ့စစ်သားများတွေက၃ဦးသေဆုံးသွားတယ်လို့သိရပါတယ်အပြန်လန်တိုက်ပွဲဖြစ်တာကတနအီလောက်ကြာတယ်ကျွန်တော်တို့ကကင်းမုတ်ယူပြီးတော့တကားလာပိတ်တဲ့၂ဦးကိုအရင်ဆုံးဖြုတ်လိုက်တာနောက်ထပ်နောက်တိုး၅ဦးကလည်းပြပြလောလောဖြစ်သွားပြီးတော့တအူးကတော့ထတ်သေးတယ် သူတို့မှာ40မမ60မမတွေပါတယ်ပြီးတော့တုံးတက်တိုက်ပေါ်ကနေလဲငကြင်းနဲ့ကုတ်တယ်ကျွန်တော်တို့ဘက်ကလည်းအင်အား80လောက်နဲ့လာတာငကြင်းသမားကိုအယောက်20လောက်ကဖိပြီးတော့ကျန်တဲ့သူတွေကတော့နောက်တိုးလာမဲ့သူတွေကိုထောက်ထားတာလို့ကြောက်လက်တဲ့ LPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုရွာသားကြီးတိုက်နယ်ကြောက်လက်တဲ့ဥဆောင်အဖွဲ့နဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့မီးတောက် Local PDF တွေ့မရှောင်း Local PDF အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမဂွေတိုင်ရောဒေတာ ဂံကောမြို့နယ်မြောက်ပိုင်းမှာနိုဗ ెంబ ာလ၁ရက်နေ့မြောက်ခင်ရန်ပြူစောတိကျေးရွာကတောက်ခင်ရန်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီပြူစောတိပူပေါင်းစစ်ကြောင်းနဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ပြူစောတိ၄ရောက်တေဆုံးက၁၀ရောက်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ရောဒေသတော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တိုက်ပွဲဖြစ်တဲ့နေ့က၂ရောက်သေးတယ်။နောက်တနေ့သူတို့ဆေးရုံမှာပဲ၂ရောက်ထပ်သေးတယ်ဗျ။ပေတဲ့သူတွေကမြောက်ခင်ရမ်းနဲ့ကုတ်ကားရွာကပြူစောတိတွေပါလို့ဒံကောမြို့နယ်မြောက်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားမျိုးနယ်မှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်တပ်ကြီးပိုင်းပြည်သူနှအူထိမှန်တိုက်ဆုံခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်7:00နာရီအချိန်မှာမတရားမျိုးပေါ်ကစစ်တပ်ကလက်နက်ကြီးများနဲ့ပြည်သူများနေထိုင်ရာနေရာများကိုပြစ်ခတ်ရာ ကိုပင်ကြေးရွာကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူနှအူးတိဆုံးခဲ့ရတယ်လို့သိရပါတယ်။တိဆုံးခဲ့တဲ့ပြည်သူနှအူးထဲမှာအသက်80နှစ်အရွယ်အဖိုးတို့အူပါဝင်တယ်လို့သိရပါတယ်။လက်နက်ကြီးထိတဲ့ပြည်သူနှအူးကဒစစီဖြစ်သွားတာကိုခန္ဓာရီကိုဒစစီကောက်ယူခဲ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အလားတူပဲနိုဝင်ဘာလ3ရက်နေ့ည10:18မိနစ်နဲ့ည10:23မိနစ်အချိန်ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ဇူလကြေးရွာကိုစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ ဘုံးဆက်တလုံးကျဲချခဲ့တဲ့အတွက်လူနေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့တိုက်လေရင်ကပေါင်300ဘုံးဆက်တလုံးကိုနှစ်ကြိမ်ခွဲပြီးတော့ကျဲချခဲ့ခြင်းဖြစ်ပြီးလူနေအိမ်၃လုံးမီးစတင်လောင်ကျွမ်းပြီးတော့အဲ့ဒီကနေမှတစ်ဆင့်တရွာလုံးကိုကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ရခိုင်ဒေသတရင်အေးမြေ APM ကဖော်ပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြစ်သားမြို့နယ်ရိုးကန်ရွာကအသက်28နှစ်အရွယ်မောင်ကိုကိုကြီးနဲ့ရစ်ကန်ရွာကလူငယ်3ဦးကိုအကြမ်းမဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့မြစ်သားမြို့အထွေထွေအုပ်ချုပ်ရေးရုံးမှထိန်းသိမ်းထားကပြန်လည်လွတ်မြောက်ခြင်းပါကငွေကျပ်390နဲ့ပြန်ရွေးယူရန်မိသားစုထံကိုအတိပေးအကြောင်းကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့ညနေပိုင်းမှာရိုးကန်ရွာကမောင်ကိုကိုကြီးရစ်ကန်ရွာကလူငယ်3ဦးကိုစစ်တပ်ကဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့သိရပါတယ်။စစ်ဆေးရေးဂိတ်မှာအတင်းကျပ်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီးတော့ဖမ်းဆီးခံရတဲ့ ူများဟာငွေကြေးမတက်နိုင်သူများဖြစ်တယ်လို့သိရပါတယ်။ရိုးကန်ရွာကဖမ်းဆီးခံရသူမောင်ကိုကိုကြီးဟာကြုံရကြပန်းလုပ်ကံပြီးတော့မိသားစုကိုရှာဖွေကျွေးမွေးနေသူဖြစ်တဲ့အတွက်စစ်တပ်ထံကနေပြီးတော့ငွေကြေးနဲ့ပြန်ရွေးရန်အတွက်မိသားစုကမတက်နိုင်တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ရိုးကန်ရွာကဖမ်းဆီးခံရတဲ့လူငယ်များရဲ့အခြေအနေကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ရိုးကန်ချေးရွာဘိန်းခုံကောက်တဲ့မောင်းတန်ဆစ်ဆေးပြုတ်လောက်ရွာကနေသူတို့ကိုခေါ်ကျင်တဲ့သူတွေခေါ်သွားတာပါ။အဲ့ဒီနေ့မှာပဲရိုးကန်ရွာကလူငယ်၃ယောက်ပါဆွဲခေါ်သွားတယ်။သိန်း40 50လောက်နဲ့ပြန်ရွေးခိုင်းနေပါတယ်ဗျ။စစ်မှုထမ်းဖို့ပေါ်တာဆွဲတာတဲ့ ပြီးခဲ့တဲ့နှစ်လကျော်လောက်တုန်းကလည်းရိုးကန်ရွာကတယောက်ပါသွားသေးတယ်ဗျ ဲ့ဒီတယောက်ကပြန်ကိုရွေးလို့မရတော့တာဘာလို့ဖမ်းဆီးခံရတဲ့လူငယ်များနဲ့ရင်းနှီးတဲ့မိတ်ဆွေတူကပြောပြထားပါတယ်မန္တလေးတိုင်းအတွင်းမြစ်သားမြို့နယ်ဒရုံမြို့နယ်အမရပူရမြို့နယ်အပါဝင်မြို့နယ်များမှာအခု November လဇန်ပိုင်းအတွင်းမှာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကပေါ်တာဆွဲဖမ်းဆီးမှုများအလုံးများပြားနေတယ်လို့သိရပါတယ်လမ်းဆောင်လမ်းကွာများမှာပါစစ်စေးရေးဂိတ်များချထားပြီးတော့ဖမ်းဆီးနေတဲ့အပြင်နေအိမ်များပေါ်တက်ပြီးတော့အစင်းစစ်တဲ့ပုံစံမျိုးနဲ့လဲဖမ်းဆီးမှုများများပြားနေတယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရင်နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ